တော်ဆရာတခုလောက်မေးရင်တော့ပါဗျာဟာမေးပါဗျာဆရာကုဒေမောင်ညွန့်ဆရာညာနတဂေါစတော်ပရဘတ်အော်လီညာလီဆရာပြန်ပြန်ပြီးတော့မေးပါဦးပြန်ပြီးတော့အဲ့ဒါမေးပြောတယ်မလားညာရဲ့ကြက်ဆိုင်ဟာညာကတော့အခုနပြောသလိုပေါ့ကွာညာကတော့ဒိဗံဝင်သွားပြီမနှောတော့တန်တရာလည်းရှိသေးတာပေါ့လားတာဒိဗံဆိုတာဒိဗံဆိုတာကံရဲ့အလုပ်မဟုတ်ဘူးလေညာရဲ့အလုပ်ပဲဖြစ်တယ် အဲ့တော့ညာဆိုတာလည်းပဲသူကသတ်မှတ်ချက်တွေနဲ့ပြတာတယ်အလားညာရဲ့အလုပ်မှာညာကဒီသစ္စာညာကိုရတဲ့အချိန်မှာပဲသစ္စာညာမှာအလားသကုံဥဒ္ဒဘာတိညာနဥဒ္ဒဘာတိအလားပညာဥဒ္ဒဘာတိဝိဇ္ဇာဥဒ္ဒဘာတိအလောကဥဒ္ဒဘာတိအဲဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့အလားပြောပြတဲ့လူရှိလို့ပိုင်းခြားပြီးနားလဲသွားရင်ဒုက္ခသစ္စာဟိုတိုင်းမှာနားလဲတယ် သုမနတ္တိသာအာယုဥပနခဏပါလို့ပြောပြဥပနခဏအောင်သိသွားလို့ကိလေသာကိုသိသွားပြီဆိုရင်အဲ့ဒါသုမနတ္တိသာကိုကိုယ်တိုင်မှသွားနားလေတယ်အဲ့ဒီဒုက္ခတ္တိသာသုမနတ္တိသာဆိုတော့ဥပနခဏတွေအစင်မရှိဘူးလို့သိသွားအောင်ပြောပြလို့ဟာဒီကိလေသာတွေအစင်သေးပါတယ်ဥပနခဏအစင်မရှိဘူးပြောပြလို့နားလေသွားလို့ရှိရင်နိဗ္ဗာန်ကိုသိမြင်တဲ့သစ္စာဉာဏ်ကိုရသွားတယ်အဲ့လိုရသွားတဲ့အတွက်ဟလာသကံဥဒ္ဒဘာတိ ညာဏဥဒ္ဒဘာတိပညာဥဒ္ဒဘာတိဝိဇ္ဇာဥဒ္ဒဘာတိအာလောကဥဒ္ဒဘာတိနဲ့သစ္စာကိုဟောပြပြီးတော့သစ္စာကိုနားလည်ပြီးတော့အရိယတို့သိသူသိသူတို့ဟိုတိုင်းမှန်စွာသိမြင်ပြီးနိဗ္ဗာန်ကိုနားလည်တဲ့သစ္စာဉာဏ်မှတည်မဲ့နိဗ္ဗာန်ကိုရောက်ပါမယ်အဲ့ဒါဘလို့နိဗ္ဗာန်ကိုမြင်ကိုဘလို့နိဗ္ဗာန်ကိုမြင်ဝင်ရလဲဆိုတော့အရိယတို့မြင်ထားတဲ့နိဗ္ဗာန်ကိုအရိယတို့မြင်တယ်လို့ဟိုတိုင်းမှန်စွာသိမြင်ဝင်ရတဲ့ဉာဏ်ကသစ္စာဉာဏ်ဖြစ်သွားတယ် တော့သပရိသတော့သပရိသရှာပါဆိုတော့1992ချိန်ဘုရားရှင်ကဟောကြားတာဖြစ်ပါတယ်။ဟောကြားတဲ့အတွက်နိဗ္ဗာန်ကိုပြောပြတယ်ဥပါဏခန္ဓာသိသွားတယ်ဥပါဏခန္ဓာအစဉ်မရှိတာသိသွားတယ်။အဲဒါမှမဟုတ်ဉာဏ်၅ပါးရပြီးတော့သစ္စာဉာဏ်ကိုသိသွားတယ်။ကိစ္စဉာဏ်သိသွားပြီးတော့သူကဘာထက်လို့လဲဒါတွေကိုရင့်ကျက်ခိုင်မှလောင်ကိစ္စဉာဏ်လှုပ်တယ်ကိစ္စဉာဏ်ဘယ်လိုလှုပ်တာလဲဆိုတော့ဟလာကိုယ်တိုင်ဒုက္ခသစ္စာပိုင်းခြားနိုင်ပြီလားဟလာဒုက္ခသစ္စာဘယ်လိုပိုင်းခြားလဲဥပါဏခန္ဓာနှစ်တက်လက်ခန္ဓာငါးချက်ထိုက်တယ်ပြောတယ် လက်လက်ကနငါကျက်ဒါခုနကကနပရတော့ဟုတ်သလားရိဒါတော့နှိမ့်ဆက်တဲ့တရားဟုတ်သလားဒါအရေးကိုအကောင်လို့လို့ရှင်မူရချက်ချင်းသေးတယ်တို့ရောအရေးကိုအကောင်လို့ရင်ဖြန်းတာသလားဆင်းရဲသလားနှိမ့်ဆက်တာဟုတ်သလားနှိမ့်ဆက်တဲ့တရားအာယုသာမှန်သလားအဲတခြားလားဒါပိုင်းခြားလားမင်းပိုင်းခြားတာပဲလေအဲ့လိုကိုယ်တိုင်ပိုင်းခြားပြီးတော့ပိုင်းခြားနိုင်ပြီဆိုတဲ့တပြိုင်တည်းဒါပြေးဆိုင်တယ်အဲ့တော့ဒီစားပဲနိုင်မလားဘလို့ပဲတာလေဟဲ့လားဒီကိလေသာတွေကိုက လာခတ်ထုတ်လိုက်တာမဟုတ်ဘူးဒီကိလေသာတွေကအရေးကြီးဖြစ်တယ်ဥပနာခန္ဓာလို့ပြောတယ်ဥပနာခန္ဓာဆိုတာအာယုံအဲဥပနာခန္ဓာကြီးကအသက်မပါဘူးပြောတယ်အစင်သေးတယ်ပြောတယ်ဟုတ်သလားအဲ့ဒါတိလို့ကိလေသာအစင်သေးဘယ်လိုသိရင်ဒါပယ်နိုင်တာပဲလေအဲ့တော့ဒုက္ခသစ္စာကိုပိုင်းခြားနိုင်တယ်ဒုက္ခသစ္စာကိုပယ်နိုင်ပြီဆိုရင်ကိလေသာအစင်သေးတယ်လို့သိတဲ့ကောဒုက္ခသစ္စာပယ်ပြီးတဲ့နိဗ္ဗာန်နဲ့မြတ်မောက်ပြုပြီးတဲ့ခါလေးသွားတာ အနေဘောမြန်မာပြုနိုင်တယ်ဆိုတော့ကမက်ကင်ရှင်ပါလေပြည်ပြီးသားပဲဖြစ်တယ်လေဟုတ်ကူတိုင်းပန်းရှားနိုင်တယ်ပယ်နိုင်တယ်မြန်မာပြုနိုင်တယ်ဆိုရင်မက်ကင်ရှင်ပါပြည်တာကိစ္စညာအဖြစ်ဟလာသကုံဥဒ္ဒဘာတိညာနာဥဒ္ဒဘာတိပညာဥဒ္ဒဘာတိဝိဇ္ဇာဥဒ္ဒဘာတိအာသကုံဥဒ္ဒဘာတိဒါကိစ္စညာအဲ့ဒါညာကြတော့ကိလေသာတွေအစဉ်နေတဲ့အတွက်ပေစာကိစ္စကုံပြီးကွာဘဝနဲ့ခန္ဓာကြီးကအရေးကြီးပါအစဉ်မရှိတဲ့တရားမလို့ပုဂ္ဂိုလ်ဆိုတာမဟုတ်ဘူး ဥပဒရာမောင်လုဆက်ကိစ္စလည်းမရှိတော့ဘူးကွာဥပနာခန္ဓာကြီးကတကယ်လောဘအစင်မဟုတ်ဘူးဒေါသအစင်မဟုတ်ဘူးမောဟအစင်မဟုတ်ဘူးအဲ့ဒါတွေကအစင်သေးအစင်မရှိလို့ဥပနာခန္ဓာကြီးလည်းအစင်မရှိတဲ့တရားကြီးပါဒါကြောင့်မလို့အဲ့ဒီပန်းချက်တာကိစ္စလည်းမလို့အတော်ဘူးကွာလို့သုံးပြနိုင်ရင်ကတ္တဉဏ်ကိုရောက်တာပဲကတ္တဉဏ်ကိုရောက်လိုက်ပြီးတဲ့အတွက်ဟလာဒီကတ္တဉဏ်ကိုရတဲ့အတွက်ဒီမှာပြည်စားကိစ္စလည်းပြီးဆုံးသွားပြီ။ပွားစားကိစ္စလည်းပြီးဆုံးပြီလို့သိသွားလို့ရှိရင်အဲ့ဒါလေးပါပေါ့။ဘာကြဆရာပယ်စရာ ဓမ္မပြုစရာဘွားစားကိစ္စပြီးဆုံးလို့သိတဲ့ညာဟာဒါကတညာဖြစ်ပါလေအဲ့ကတညာကိုရပြီဆိုလို့ရှိရင်သူအမကံကျပြေးထားတယ်သူကတညာပေါ်မှာလာစိတ္တဝိမုတ်တိယကိလေသာမှလွတ်သောစိတ်ကိုအာယုန်တနာမာနဒိဋ္ဌိဆိုတဲ့ပပ္ပိစာတရား၃ပါးတို့စီဖြည့်ဆည်းလို့ရတယ်အဲဖြည့်စည်မရတော့ရင်ဆိုတော့ဟလာပြိတ္တလွတ်တဲ့စိတ်ကတော့ရသွားပြီဒါပေမဲ့အာယုံမကိလေသာတွေပေါုံးတယ် အမေစားတရားသုံးပါတော့ဒီနေ့ပြဥပနိုင်ခံတာပဲကိလေသာပဲဒုဒုပဲအနာမနာတ္တိဆိုလည်းဥပနိုင်ခံတာကိုပြောတာပဲအဲဥပနိုင်ခံတဲ့တရားတွေကဒီကိလေသာလွတ်တဲ့ဉာဏ်ကျစီလို့မြင်ရတော့ရင်ကျစီလို့မြင်ရတော့ရင်ဆိုတာကိလေသာတွေပေါ်လာတယ်ဟာဥပလောင်ဆင်းရဲမှုတွေပေါ်လာပဲကွာအဲ့ဒါမင်းဆင်းရဲတာမဟုတ်လို့ဘယ်သူလဲအာရံကိလေသာပေါ်လို့ပြင်ပြီးဆိုရင်တော့ဉာဏ်မှာပြောတာနော်မနောမှာတော့မဟုတ်ဘူး ညာမှာငါဆင်းရဲလို့ထင်နေသေးရင်တော့ဒါကတ္တညာမရသေးဘူး။အဲဆင်းရဲကြီးကအစင်မရှိတဲ့တရားပါဘို့ရှိလို့ရှိလို့ဆင်းရဲတာပေါ့ကွာလို့ဆိုရင်တော့တတရတ္တိတိဖြစ်ပြီးတော့ဒါပြည့်တဲ့ပြည့်တဲ့မရဘူး။အဲ့တော့အဲ့ကိလေသာတွေကအာယုဥပနိုင်ခန္ဓာကိုဖြည့်ဆည်းလို့မရတော့ဘူးဆိုရင်အဲ့ဒါအယံအတိမဇာတိဤဇာတိကနောက်ဆုံးဇာတိဆိုတော့ဘုရားရှင်ကအမကံပေးခဲ့တယ်။ကိုယ့်ရဲ့အတိညာဉ်တွေဟာတကယ်ကိုဖြည့်ဆည်းလို့မရတဲ့အတိညာဉ်တွေအထိ ကဘာမင်းနဲ့ရပြီလားဆိုတော့ဟုတ်ပြီဆုံးပြအဖြစ်မှာဒါမှမဟုတ်ကိုကကတိုင်ညာရလားမရလားဆိုတော့မိမိကိုယ်တိုင်ဆုံးပြမယ်အာယုံမှာပေါ်လာတဲ့ဒုက္ခဝိညာဉ်တွေပေါ်မယ်ဆင်းရဲတဲ့လောကဓာတ်တွေပေါ်မယ်အဲ့တရားတွေကအဲ့ဒါမရှိဘူးလို့သိထားတဲ့သုံးညာမြင်တာတဲ့အသိဉာဏ်ကိုရှိပါတယ်လို့ဖြည့်ဆည်းလို့ရနိုင်သလားပုဂ္ဂိုလ်တော်မဟုတ်ပါဘူးလို့လားအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ကဒီအဲ့ဒီ ကိုယ့်ရဲ့အသိဉာဏ်ကိုဟိုလားဖြည့်ဆည်းလို့ရလားမရလားဆိုတာကိုကဆုံးဖြတ်ချက်ရှာမှာဖြစ်ပါတယ်ဆင်းရဲတဲ့ဝေဒနာတွေပေါ်တယ်အဲ့တရားတွေကိုယ်ဉာဏ်မှာရှိတယ်လို့ယူသေးလားမယူတော့လားဆိုတာမိမိရဲ့ကိစ္စသာလင်ဖြစ်ပါတယ်အဲ့ဆင်းရဲတဲ့ဝေဒနာကြီးကိုသူငါလို့ထင်သေးလားထင်နေသေးရင်တော့ကတ္တဉာဏ်မဟုတ်ပါဘူးအဲ့ဒီဝေဒနာဟာအာယုံပဲဒါပုဂ္ဂိုလ်တော်မဟုတ်ပါဘူးလို့သိပြီဆိုရင်တော့အဲ့ဒီကိုသိတဲ့အသိဉာဏ်ကိုသရပတိမဉဏ်ကိုအဲ့ဒီအာယုံသူ့ရဲ့ခန္ဓာကြီးကဖြည့်ဆည်းလို့မရတော့ပါဘူးအပဲပို့လို့မရတော့ပါဘူး အဲဥပါဒကနာဒုက္ခကြီးဟာမရှိပါဘူးလို့ဟလားညာကတိနေပါရဲ့နဲ့အဲ့ဒါကိုရှိလို့မင်းနာတာဘောကွာဆိုပြီးတော့သူကလာပြောလို့ကိုညာငါပြက်စီးမယ်ဆိုရင်အဲ့ဒါလည်းပဲအခုနကပြောတဲ့ကိုရမင်းပြောတဲ့ခိုင်မာတဲ့အသိဉာဏ်နဲ့ပဲကိုမရောက်ပါဘူးခိုင်ကနာအသိဉာဏ်နဲ့ပဲကိုဖះမဆုံးပြတ်ပါဘူးအဲ့တော့အာယုံကဘလောက်ပဲဟလား လဲစားသည်ဖြစ်စေမိမိရဲ့မရှိပါဘူးဆိုတဲ့အသည့်တွေပုဂ္ဂိုလ်တရားမဟုတ်ဘူးဆိုတဲ့အသည့်တွေအဲ့ဒါပြုဝေကိစ္စကုံတဲ့အသည့်တွေကိုဖြည့်ဆည်းလို့မရတော့ဘူးဆိုရင်တော့အဲ့ဒါဖြည့်ဆည်းလို့ရမရဆိုတာမိမိကိုယ်တိုင်သာအသိဆုံးဖြစ်ပါတယ်အဲ့ဖြည့်ဆည်းလို့မရတော့ဘူးဆိုရင်တော့အဲ့ဇာတိကရရှိအောင်ဆုံးဇာတိအောင်ဆုံးဘဝပါဆိုတာဓမ္မနိယမဟုပုဂ္ဂိုလ်တရားမျက်နှာမလိုက်ပဲနဲ့ဓမ္မရဲ့တဘာဝဓမ္မရဲ့နိယမဟုဟလာအကြရဖြစ်ပါတယ်ဓမ္မတာဝန်ကြီးကို ဆုံးဖြတ်ပေးခဲ့တာဖြစ်ပါတယ်။ဒါကတညာရသွားတဲ့ပုဂ္ဂိုလ်သည်ဟလားသရီတတာဝန်လည်းမရှိတော့ပါဘူး။မိမိတာဝန်လည်းမရှိတော့ပါဘူး။ဓမ္မတာဝန်သာလေဓမ္မတာဝန်ယူမဲ့ဓမ္မရဲ့ဏိယမနဲ့သာလေသန္တာကျွတ်တန်းဝင်ဝင်ကိုရယူပိုင်ဆိုင်ထားကြတဲ့ပုဂ္ဂိုလ်များရဲ့အသိဉာဏ်ပဲဖြစ်ပါတယ်လို့ဘုရားရှင်ကဓမ္မဆက်ကြံမှာဟောကြားခဲ့တာဖြစ်ပါတယ်။ဒါအောင်လို့ကိုကိုယ်တိုင်းဟလားခိုင်ခိုင်းတဲ့အသိဉာဏ် ရပြီဆိုရင်တော့သန္တာရရဲ့ထွက်တယ်ဆိုတာဘယ်သူမှမေးစရာမလိုပါဘူးဓမ္မတော်ဝင်ယူတဲ့ပုဂ္ဂိုလ်ဖြစ်ဖို့ရရရရမှာဖြစ်ပါတယ်ဒါပေမဲ့လည်းအပ္ပရိယသမန္တိတာဆိုတာကတော့ဉာဏ်ခံပေမဲ့ရရှင်ကတော့အဲလာတဲ့လောကဓာတ်တွေကိုခံနိုင်မှုအတွက်အပ္ပရိယသမန္တိတာကိုလုပ်ပါလို့ရရှင်ကအများဆုံးမှာကြခဲ့တဲ့စကားလုံးပါပဲเนาะဒါကြောင့်မလို့နောက်ဆုံးချိန်ဒီကန်ဒီချိန်ဒီလာဒီစကားလုံးမှာခဲ့တဲ့အတွက်ကျွန်တော်တို့ကတော့ အဘဒသမားတွေကလုံးကြအောင်ဖြစ်ပါတယ်။လောက်ဆိုရမလားကုရမညော။ဒါတို့ရေဆရာအကြောင်းပုံညာရဲ့အာယုံအပြုခံပြီးပဂတိငိမ့်တာနဲ့ပဂတိစင်ကြရပဲရှိတာပါဆရာ။ဟုတ်တယ်ဒါပဲရှိတာလေ။ဟုတ်ကဲ့ဆရာ။ဒါတို့ပါဒါတို့ပါဆရာ။